290ဘွဲ့ရလှုပ်လမဲ့လူငယ်တယောက်ရဲ့ခန္ဓာကိုယ်ပေါ်လောင်ကျွမ်းခဲ့တဲ့မိဒဇာဟာအာရက်ကဘာကိုကူဆက်လို့အာရက်နေဦးဟာ နိုးထားခဲ့ငါငေးမောခဲ့ငါတို့ဘွာငါတို့ကဘာရောက်ရက်ခတ်မောပန်းတယ်ငါဟာအနာဂတ်ကို မိုက်ပုံထဲမှာတူးဆွရှာဖွေနေတဲ့တရောင်းသားငါဟာအမြင်ရထားပေါ်ကလွင့်ကျလာတဲ့ရည်တန့်ဘူးကိုနေလိုက်ကောက်နေရတဲ့ကလေးငယ်ငါဟာဒုက္ခတဲ့စကံတွေကရှေးတစ်ပတ်ပြတ်တိုင်းရင်သာငါဟာတန်ရာရနေတဲ့စီယုံငါဟာထမိန်တခုငါဟာရောင်လျှောက်စေပညာတဲ့ငါဟာလောက်တဖွာဖွာကြနေတဲ့အကျင့်ပြည့်ဝန်ထမ်းတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်ကလောက်တကော် ငါဟာကလေးစစ်သားငါဟာရက်သမားဟေးမူအာမက်ဘူအာစီသည်ခရီပိုလီကြဆုံးခန်းကိုမြင်သွားခဲ့ရဲ့လားဟေးပရိုတက်စတစ်တို့ဝေါ်စထရီကိုတင်ပိုက်နိုင်ခဲ့ကြရဲ့လားဖျားဖျားကြောတော့နောက်ခံအပြည့်အဝနဲ့ဟူစနီမူဘာရက်ပါလားဖျားဖျားကဘာပေါ်မှာစိတ်ကြယောဂါတဲ့ တန်းတရာကျော်ဆိုပါလားဖျားဘူးထွက်ယုံနဲ့တရားသူများခဲ့ကြသူတွေလိုရွေးကောက်ပွဲတွေနဲ့လွတ်တော်အဆောက်အုံတွေကြားမျက်စိလည်းလမ်းမခဲ့ကြပေါ့လိုက်နာရန်သာတာဝန်ရှိပြီးငင်းခုံမှုမဖြစ်နိုင်တော့တဲ့ဥပဒေတရက်ကိုလက်မှတ်ထိုးခဲ့ကြပေါ့မရုပ်ကောင်းရည်တွေနဲ့ပတ်ဖြန်းခံရတဲ့မျက်ရည်ယိုပုံးတွေကြားကထွက်ပြေးခဲ့ရတဲ့ចောင်းသားတယောက်ရဲ့ ကြွတ်ကြံရစ်ခဲ့တဲ့ဖနက်တစ်ဖက်လိုငါဟာ မျက်စိတငယ်နားတငယ်အရက်ဖြူဆိုင်ထဲကချက်ရှိတော်ယူတချောင်းလမ်းပေါ်ကျလာသလိုမျောလင်းချက်တခုငါရှိကျလာတော့ခွေးဝဲစားတကောင်လိုငါဝမ်းတာကဲမိပေါ့ရီရတယ်ဘာလို့ရီရလဲဆိုတော့ဆက်ပြက်နေတဲ့အီရန်ငါးဖန်းတမုတ်ကိုအမေရိကန်ရီတက်ကပြင်ပေးလိုက်ရခြင်းဆိုလို့ ရှိရတယ်။ငါပေါင်မုတ်ကို လူယူသွားကြသူတွေစီကငါပြန်တောင်းစားနေရ။အသားတို့မွေးမြူရေးကြက်လို့ငါဖွင့်ပြိုးတိုးတက်နေရ။ဖြစ်ချာမဲ့ဝရစိငယ်ဗရိမာပြင်းလုံးထင့်နေဆိုတဲ့ဥပုံညရဲ့တကြားလိတ်တိထက်ငါအမှတ်ရမိပေါ့။ငါလမ်းကျူလမ်းကြားတွေတဲ့လျှောက်သွားသွားတယ် တရင်တွေလျှောက်ပတ်တယ်။ဖန်ကောက်ဟာလက်ပြကူးနေတယ်။ဒမက်စကတ်ဟာ ပြားရှက်နေတယ်။ပျုံယန်းဟာယွတ်တွနေတယ်။ဝါရှင်တန်ကရန်ကုန်ကိုနားဆွနေတယ်။ရန်ကုန်ဟာ နောက်ပြန်လှဲတော့ဘူးလို့နောက်ပြန်လှဲကြည့်ပြီး ပြောရဲ။ကျင်းငါးဝင်ဟိုတယ်ကြီးတွေက Foxtrot ဒေသံတွေကြားမှာနန်းတွေပြန်တန်းနေကြရဲ့။ကွန်တိန်နာကြီးတွေနဲ့အပြည့်ဂရီကုတ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။အိုမဏိမိခလာတန်တရာပင်လေပြင်မှာငါရှိကုံလက်ပန်းကြနေပါပြီ။မွေဝေးတကောင်လိုမိခင်ဘိုက်ကို ဖောက်ထွက်မွေးဖွားခဲ့တဲ့ပြည်တွင်းစစ်ငါ့ကိုစိတ်တက်လို့ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိတဲ့ဟုတ်ကဲ့ဥပဒေရဲ့အောက်မှာလဲဘယ်သူမှမရှိခဲ့တဲ့နှစ်တွေပေါ့။အော်ငါတို့ဗမာပြည်ဝင် မိဘအတိုင်းကကွယ်တတိရှိရမယ်ဘလို့တတိရှိရမလဲဆိုတော့တတိရှိရမယ်လူငယ်တယောက်ကိုညွန့်တုံးစေနိုင်သောအရာများများစွာ ထို့များစွာ များတဲ့မှာမူရစ်စေဝါ HIB နဲ့အတုအယောင်ဒီမိုကရေစီဣရင်290ကပြူပေရနိုင်တီတံကပြားဆရာကြည်စော်အေး